မင်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကနေမတ်လ31ရက်ဒီကနေ့နေ့9နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ပင်္ဂလာပင်လယ်အမြောက်ပိုင်းတွင်အများအပြားတာယာနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ချမ်မင်္ဂလာပင်လယ်တို့တွင်တိမ်နေငယ်မှတိမ်တင်းတင်းဖြစ်ထွန်းနေပါမယ်။ ဒီကနေ့ညနေထိခမန်းချက်ကတော့တနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့တွင် နေရာကွက်ကြားမှုအနေငယ်ရွာပါမယ်။ရွာရာနှုန်း60ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအာရီတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်တိမ်သိမ့်တင်ဖြစ်ထုံးပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်အများအပြားဖြစ်တာရပါမယ်။မြမပင်လေပြည်နယ်လှိုင်းနေငယ်မှလှိုင်းသိမ့်တင်ရှိပါမယ်။ လိုင်းမြမှာမြမကန်ယူတဲ့တခြားနယ်ကန်းလွန်ပင်လေပင်တို့တွင်လေးပြီမှခုနှစ်ပြီကရှိနေပါတယ်။နောက်နေ့အတွက်ခံမှန်းချက်ကတော့တနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် နေရာကွက်ကြားမှနေရာကျကျမိုးထစ်ချုံရွာနေပါတယ်။နေပြည်တော်ရန်ကုန်မြို့၊မန္တလေးမြို့နယ်ဒီတစ်ဝိုက်အတွက်ဒီကနေ့ညနေထိခံမှန်းချက်ကတော့အများအားဖြင့်တာယာပါမယ်ရှင်။